မြန်မာနိုင်ငံမှာပထမဆုံး UFC ကမ္ဘာချန်ပီယံဖြစ်လာမယ့် Joshua Ban အဆီဇန်လေးမစခင်မှာ channel လေးကို subscribe လုပ်ခဲ့ဖို့ခြေရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါတယ်ခင်ဗျာ Ban ဟာ flyweight တန်းရဲ့အထက်တန်းစား fighter တူဖြစ်ပြီးသူ့ရဲ့ထိုးသားဟန်ပန်းနဲ့မကြောက်မရွံ့စိတ်ဓာတ်ကပရိသတ်တွေကိုဆွဲဆောင်ထားနိုင်ပါတယ်မြန်မာပြည်မှာမွေးဖွားပြီး American မှာကြီးပင်းခဲ့တဲ့ Ban ဟာ UFC ထိုးသက်ခွင့်ရဖို့အတွက်မလွေးကူတဲ့လမ်းကြောင်းကိုဖျက်ဆီးခဲ့ရတာပါသူဟာ Fury FC မှာ Flyweight Champion ဖြစ်ခဲ့ပြီးမှ UFC ကိုရောက်လာတာပါအသက်20ကျော်အရွယ်လူငယ်လေးတဦးဖြစ်ပေမဲ့သူ့ရဲ့ဆွမ်းဆောင်ရည်တွေဟာအမခန်းပါပဲသူ့ရဲ့ထိုးအားခြေခံချက်တွေဟာပြိုင်ပွဲတွေကိုအမြဲတမ်းဖိအားပေးနိုင်တဲ့အပြင်သူ့ရဲ့လင်မြန်မှုနဲ့ပြိုင်ပွဲတွေရဲ့ထိုးချက်ကိုရှောင်သိမ်းနိုင်စွမ်းကလည်းအထူးကြောက်ဆုံးပါအထူးသဖြင့် UFC မှာစံချိန်တင်လောက်တဲ့နုံတာနဲ့ထိုးချက်တွေကိုပေးနိုင်သူတဦးလေးဖြစ်ပါတယ်။ပ မကြာသေးခင်မှာမှ UFC ရဲ့ထိပ်တန်း fighter တွေလည်းလာတူးဖြစ်တဲ့ Brandon Rivera ကိုပါအနိုင်ယူပြီးနောက်မှာ Joshua Ban ဟာ UFC flyweight အဆင့်တက်မှတ်ချက်ရဲ့နံပါတ်ကင်နေရာမှာရပ်တည်နေပြီဖြစ်ပါတယ်။အခုဆိုရင်လာမယ့်ဒီဇင်ဘာလမှာ Champion Alexander Pantoja နဲ့ Champion Khabib Adesanya ထိုးတက်ထိုးတေးကြနေပါပြီ။ဒီပွဲဟာ Ban အကရတ်တမိုင်းဝင်အခွင့်အရေးကြီးဖြစ်ပါတယ်။မြန်မာနိုင်ငံသားတအူအနေနဲ့ UFC ကမ္ဘာချန်ပီယံဖြစ်လာမလားဆိုတာဒီကမ္ဘာလုံးကစောင့်ကြည့်နေကြပါတယ်။ ဂျော်ရှူဝါဘန်ဟာမြန်မာလူမျိုးတွေအတွက်ဂမူစာစံပြပို့ကိုတူဖြစ်လာခဲ့ပါပြီ။သူဘယ်လောက်ထိသွားနိုင်မလဲဆိုတာယင်ခွန်ရွာဆောင်ကြည့်ရင်ဒီနေ့အတွက်တော့ဒီမှာပဲနားပါဦးမယ်ခင်ဗျာ။